အဲ့တော့ရှင်အနန္ဒာတို့ရွေးပြီးတော့အလုံးယဟန900ရာဇဂျုံမျိုးကြွကြရမယ်ဒီပြင်ယဟန်ဒီဝါမဆိုးရဘူးလို့ဆိုပြီးတော့ရာဇဂျုံမျိုးဝါဆိုးဖို့ယဟန်ဒ900ပထမတန်ခါနာတင်ဖို့ဆိုပြီးတော့ကြွလာတန်ခါယနာဆိုတာအဲ့တုန်းကစာဥစာရန်ရှိတာမဟုတ်သေးတဲ့အတွက်ကြောင့်တန်ဆိုတာတိုက်ဆိုင်ညှိနှိုင်းပြီးတော့ဂါယနာရွတ်ဆိုကြည့်ဆိုလိုတာကဒီ သူရတဲ့စာကိုရတဲ့စာဒါတွေကိုတိုက်ဆိုင်ကြည့်အတန်တက်တူညီအောင်ညှိလိုက်တာအဲဒါလို့ဆိုလို့ရှိရင်သူရထားတာကတစ်မျိုးကိုရထားတာကတစ်မျိုးဆိုကွဲလွဲမှုတွေရှိနိုင်တယ်လေစကလုံးတွေကအဲဒါလို့ကွဲလွဲမှုတွေမရှိရအောင်တညီတည်းဖြစ်အောင်တိုက်ဆိုင်ညှိနိုင်တဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေအစစ်မှန်တွေကိုစစ်ဆေးမေးမြန်းပြီးအတည်ပြုတဲ့စုဆောင်းတဲ့စုစည်းတဲ့ compilation ခေါ်တာပေါ့နော် compilation လုပ်ပြီးတော့ c o n f i r m a t i o လုပ်တာပေါ့ confirm လုပ်လိုက်တာဒါဘုရားဟောမှတ်နေဆိုပြီးတော့ဘုရားပြိနိဗ္ဗာန်စံပြီးတော့၃လလောက်အလွန်လေးမှာပဲဒါလုပ်ကြတယ်အလွန်မျောမြင်တဲ့လုပ်ငန်းတစ်ခုလုပ်တာလို့ဒီကနေ့ဘုန်းကြီးတို့တွေပိဋကတ်၃ပုံဆိုတာတွေ့နေရတာလို့ဆိုပဲတွေ့ရပါဘူးအမှန်တမ်းကျေစုကြီးမားလာပါတယ်လို့အဲ့တော့အဲ့ဒီမှာစနစ်တကျစုစည်းလိုက်တာမြတ်စွာဘုရားရဲ့တရားတော်ပိဋကတ်၃ပုံ၃ ပိရိက30နေကေ9ရက်ဓမ္မခန္ဓာပေါင်း7400ောင်စုဆောင်းပြီးသားဖြစ်သွားအတည်ပြုပြီးသားဖြစ်သွားဝိနည်းကျမ်းတွေကိုတော့ရှင်ဥပါလိကဥဆောင်ပြီးတော့တင်ပြတယ်တုတ်တန်နဲ့အဘိဓမ္မာကိုတော့ရှင်အာနန္ဒာဥဆောင်ပြီးတော့တင်ပြအဲ့ဒီလိုသံဃာယနာပွဲမတိုင်ခင်ဘာဖြစ်လဲဆိုတော့ရှင်အာနန္ဒာကအဲ့ဒီချိန်ထိအောင်တုတ်တန်မှာဖြစ်နေသေးတယ် လက်ဖြင့်ကလို့တန်ခါနာတင်တော့မယ်ဆိုတဲ့အချိန်ရှန္ဒနာကတော့တော်တော်မှရှိအဲ့တော့ရှန္ဒနာနဲ့နေနဲ့လည်းစိတ်ကမလုံဘူးပေါ့အာလောဟာရဟန္တာပုဂ္ဂိုလ်ကြီးတက်ရောက်မဲ့ပွဲမှာသူကတောတပံဆိုရယ်ရာဓုလေးနဲ့တရားဓုလေးနဲ့သူ့အကြီးချင်းကနေတယ်ဆိုပါတော့ဒီဘွဲ့အသီးသီးပညာတတ်ဒီဟိုဒေါက်တာဘွဲ့ရတဲ့ပုဂ္ဂိုလ်ကြီးခြားထဲမှာ ဟိုဘီအောင်လဲကိုတူပါနေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဘီအဆက်မဲ့ရှိတဲ့ပုံကိုတူပါနေတယ်လို့ဖြစ်တယ်အားလုံးဟာဒေါက်တာတွေကြီးဖိတ်ထားပြီးတော့ဘီအလေးကပါနေတယ်ဖြစ်သူ့စိတ်ထဲမှာမလုံဘူးအဲ့ဒါနဲ့ညာလုံးပေါက်တရားထုတ်တယ်ညာနာဖြစ်ဖို့အတွက်ကြိုးစားတယ်ရသော်ဗျာကိုယ်တိုင်ကလည်းမိတ်သွားတယ်လောက်ပါမင်းဖြစ်မှာပါပါရမီပြည့်ပြီးသားပဲလို့မိတ်ကြသွားတယ်သူကြိုးစားလိုက်တာတညာလုံးကြိုးစားအားထုတ် မနဲ့မိုးလင်းကန်ဒီရောက်တည်တည်တမာရီတွေဝီရိယတွေတမာရီကနဲပြီးတော့ဝီရိယကသိပ်များနေတော့ဖြစ်ချင်သောအာကြီးနေတော့သူကသူပြန်ဆင်ခြင်သုံးသက်ကြည့်တယ်ငါမှာဝီရိယတွေလွန်ခဲနေတယ်အဲ့တော့ဒီဝီရိယနဲ့တမာရီကိုညှိအောင်မှာပဲဆိုပြီးတော့အိယာပေါ်မှာခဏလဲပြီးတော့ဝီရိယကိုနည်းနည်းရှော့မယ်စဉ္ညံသွားနေတာလေအဲ့ဒါလို့တရားလဲမှတ်ရင်းနဲ့ အဲ့ရဘောလဲလျောင်းဖို့နော်ကစောင်းလေးထိုင်ပြီးတော့ခေါင်းလေးလဲလှဲချလိုက်တာခြေထောက်ကလည်းမြေကြီးကအလွတ်ခေါင်းကလည်းခေါင်းအုံးပေါ်မရောက်ခင်လေးမှာဒီထဲမှာယန္တာဖြစ်သွားတယ်ဒါကြောင့်မို့ရှေအနန္ဒာကထိုင်ရဲ့ယန္တာဖြစ်တာလည်းမဟုတ်ဘူးအိရဲ့ယန္တာလည်းဖြစ်တာလည်းမဟုတ်ဘူးသွားရဲ့ယန္တာဖြစ်တာလည်းမဟုတ်ဘူးဣရိယာပုတ်၄ပါးလွတ်ပြီးတော့ယန္တာဖြစ်တယ်လို့ပြောကြတယ်နော်မှတ်တမ်းတင်တယ် အဲ့လိုယဟနာဖြစ်သွားပြီးနောက်တည့်ရတန်ခါနာဘွဲရောက်တဲ့အခါကျသူကယဟနာဖြစ်နေပါဝင်ရတယ်လို့